ကိုသာကဘာကြီးကိုကဲတင်မဲ့တရေကောင်းတယောက်ဖြစ်မယ်ဆိုရင်ဘာဝင့်မလဲသူကအညီရောက်ဝင့်ရောက်ရမှာကဘာကြီးကိုတရားပြပြီးကဲတင်တယ် လုံးလိုက်ရချဲလန်နန်းနေရှောက်သွားနေရချဲလန်တော့ညောင်းနေပြီတော်ပါသိရဒီခါချဲလန်ထိုင်ပြီးလို့ရတာမဟုတ်ဘူးဟုတ်ပါကျွန်တော်တို့ဆိုရယ်နော် post မိုက်စားတွေတေးရတော့အမှလည်းကျွန်တော် post တွေမတွေ့ရသေးဘူးတွေ့ရတယ်အဲပြောမိတာပြောတော့မကြည့်အောင်ဒီချဲလန်ဘာဖြစ်မလဲမသိဘူးမဗုဒ္ဓင်းနဲ့ဟာမတပ်ပုံတွေရောပေးထားတာဟုတ်တယ်နော်ဒီနေ့က challenge ကြီးတာအမျိုးမျိုးပဲကဲဒီတစ်ခေါက်ကကျွန်တော်စာအိတ်လည်းပါတယ်ပုံလေးတွေလည်းပါတယ်ဆိုတော့ကျွန်တော်စိတ်ထင်တော့ဒီပုံလေးတွေနဲ့ဒီခေါင်းစဉ်အောက်မှာကိုက်ညီတဲ့ဟာလေးတွေတော့ကတ်ရမယ်နဲ့တူပဲပြီးကြရင် ဒါပြည့်သက်တွေကိုဒီခေါင်းစဉ်အောက်မှာဒီကုံလေးကိုဘာလို့ကတ်လဲဆိုတာကိုဒါ reason ပေးရမယ်ဟုတ်ပါပြီလုပ်ကြည့်ကြပါဘောနော်ကဲမိုက်โอเคအကြည့်ရမပြောက်ဘူးဟုတ်တော့မင်းဒီပြီးသားလေကက်ကင်ပြီးဆိုရင်ရိုးရိုးတည်းမဖြေဘူးလူလေးဖြေကြည့်လိုက်ရောက်ပါအကျင့်နေပေါ့အကျင့်နေပေါ့ဘာမှလိုက်ပြီးတိုင်းတော့နေတယ်ကဲအဲ့ဒါဟိုမှာသွားထားမှာလားဟုတ်တယ်ဟုတ်တယ်တရားတော့တရားထားမယ်ကွာဒါတော့မှန်တော့တယ် ဟုတ်တယ်ကဲဒီမှာတက်အောင်ဟုတ်ပြီအရကဲပြီးပါပြီလားတိုင်းမယ်ကဲဆိုတော့ဒီခေါင်းစဉ်နဲ့အောက်မှာဒီပုံတွေကိုဘာလို့ထားရလဲဆိုတာပြည့်တဲ့တူဆက်လောက်ရှင်းပြပေးပါဦးမိုင်းအာဟို performance ကိုရင်ပြောလိုက်တယ်ဆိုတော့ performance လည်းနည်းဘာလို့ရှားလို့ရရဆိုတော့ရှင်လို့လေးအန်နဲ့ performance ဝင်မှာအဲ့ဒါထားလိုက်တာဟိုဘက်က handsome ကြတော့အော်ယောက်ျားလေးအဲ့လိုဝင်အဲ့လိုခန့်ချောတက်နေလို့ခံစားရတယ်ဘာဖြစ်လဲအဲဆုနဲ့အဲဆုနဲ့အပြည့်နဲ့ဆက်မှာ body နဲ့ mic တဲ့အမျိုးသားတွေပေါ့ဟိုကြောက်လို့အဲ ဟုတ်တယ်မလားဟုတ်တယ်မလားဟုတ်တယ်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 ဟုတ်ပြီဟိုအကြတော့သူကနည်းနည်းဘယ်လိုအထက်တန်းလားအထက်တန်းနာစတိုင်လားဘယ်လိုပြောဘယ်လိုပြောမင်းပြောတယ်မှာမဟုတ်ဘူးဘာလဲဒီ worst you like me ရောတို့ကြည့်ရကွာအဲ့လိုခံညာတဲ့ပုံလဲပေါက်တယ်ဒါပေမဲ့ပေါ့ပါတဲ့ တက်လာပြောချင်တာ sport shirt တော့ငယ်လူငယ်တွေမဝတ်ကြဘူးလေဒါနဲ့အသက်ကြီးတယ်မဟုတ်တာမှတိုက်တယ်နဲ့ကြီးပြင်မယ်လေပေါ်ပါရဲ့ look bike ကိုရလို့အဲ့နေမှာထားတာဟိုကတော့ဟိုကတော့ model လားမသိဘူးအလုပ်ချုပ်တယ်သူကတက်တယ်နဲ့တက်မပြီးဘူးသူကတော့အပေါ်ကကုန်လိုက်တယ်ကုန်လိုက်တယ်ဝေးရတာအဲ့ဒီဘာလို့ဒီလိုလောက်ပေးတဲ့ post ကလာကြည့်ပါလားပါတော့ ဒါဒီ modern post ပဲလို့လုပ်လိုက်တယ်။ဟာရင်းတာ။ဟုတ်တော့ဟုတ်နေရပဲเนาะ။သူပြင်းနေသူကတော့ဟုတ်နေရပဲ။ဟုတ်ဟုတ်တော့မသိဘူး။မှားမှားဟုတ်ပါရဲ့ကိုမရဲ့ဟိုလေအမရဲ့အခုမဘာကြီးကမောင်မအမကိုမကြောက်နဲ့မကြောက်နဲ့အမကိုအေးစေမရမရှာဘူး။အဒီတည်းမှာလွဲနေဘယ်ရထင်လဲပြော။ performance wear ကြတော့ဟုတ်တယ်ဒါ100%မှန်မယ်လို့ယုံကြည်တယ်။ handsome tire ကြတော့အော်ဟုတ်တယ်ဒါလည်းဖြစ်လောက်တယ်ဖြစ်လောက်တယ်ဟုတ်တယ် handsome tire မှန်လောက်တယ်ဒါပေမဲ့ကောင်းလေးကလည်းတော့ gain နေ ်အာအာဘန်စတိုင်ကကြတော့ဟုတ်တယ်အမရွေးချယ်မှုအကုန်လုံးကမှန်တယ်လို့ကျွန်တော်ထင်တယ်โอเคပြရစားကြည့်ကြည့်မယ်ဆိုမောင်လေးရဲ့ရွေးချယ်မှုအမကြည့်မယ်โอเคမောင်လေး all right ဒီကြည့်ရမောင်လေးတေချာကြည့်လိုက်ပါမယ်မောင်လေးရမောင်လေးမျိုးဝပိုခတ်တယ် okay all right ဒါဟုတ်လာမယ် luxury ဆိုမှတော့อือหือ future vintage y2k expire အာအမေမေကပိုလွယ်တာဗောဟာဟာ ဖြစ်ရှင်းပြပါ Y2K ဘာဖြစ်လဲ Inspire အဘပါ Y2K ဆိုမှတော့ကျွန်တော်တို့2000ဝန်းကျင်လောက်က fashion နဲ့ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီ design ကိုကြည့်ကြည့်တာတော့ဒါ2000ဘက်က inspire ဖြစ်ထားတဲ့ look ထင်လို့ကျွန်တော်အဲ့ဒါကိုကြွေးလိုက်တယ်။ Okay ။ပြီးတော့ခလန်လန်ကြော်ရှင်းတဲ့ sexy ဟိုဖြစ်တဲ့အမျိုးသမီးပေါ့။ဆက်ဆံမှုရှိရဲ့။ဆက်ဆံမှုရှိတဲ့အမျိုးသမီး။အော်ကျမလိုမျိုးပေါ့။ဒါမဲ့ အရန်အရန်လက်ဟုတ်တယ်ဟုတ်တယ်ဆောင်းမေးယူရတာနည်းနည်းပါလိုက် sorry sorry အနာခတ်ထားမှာနည်းနည်းပါမကြောက်ဘူးမကြောက်ဘူး sorry sorry ဘာလို့မရဘူးကြားရမလဲဘယ်လိုမှမဝင်ဘူး sorry အုံတော့မသိအလုပ်မလုပ်လို့အဲ့တော့အာ check cashier ရယ်ဆိုတော့ဒါအမားလိုမျိုးတွေပဲလေအမားလိုမျိုးအမားလိုမျိုးအမားလိုမျိုးမျိုးသမီးတွေကအရန်မိုက်တယ်ဆွတ်ဆောင်မှုအရန်ရှိတယ်အမားလိုမျိုးရန်မိုက်တယ်ဒါပေမဲ့အရန်ကြီးလည်းအဲ့လိုမျိုးဟိုလိုမျိုးပဲ casual လေး casual လေးနဲ့ဟိုပဲမိုက်နေတဲ့ပုံစံမျိုးဟုတ်ကဲ့ဟုတ်ကဲ့ဟိုကပြီးတော့ quiet luxury ဒါတည်းအမလိုမျိုးပဲဟုတ်တယ်အဲ့ဒါလည်းအမလိုမျိုးပဲအခုတော့ fashion fashion ကအရင်တူနေပြီတော့တာအဲ့တော့ luxury နဲ့အလိုပေါ့နော်ဟုတ်လားအ quiet luxury ဆိုတော့သူကအငြိမ်း style လေးပေါ့ luxury မှငြိမ်းငြိမ်းငြိမ်းလေးဟုတ်တယ်သူ color လေးရဲ့ရွေးချယ်တာကလည်းအငြိမ်းအဲ့လိုမျိုးဒီဘက်ကသူက future vintage အပါတယ် သူက vintage ဆိုတာမှရဲဒါဟိုနည်းနည်းလေး retro vibe ပဲပြောကြတော့ဗောနော်ဒါပေမဲ့ future မှာထည့်တာတော့ဒီအနာဂတ်မှာလဲကျွန်တော်တို့ရဲ့ fashion trend တွေအများကြီးလဲနေတာဖြစ်တဲ့အတွက်ကိုဒါ future vintage ဒီ style အနာဂတ်မှာဒီလိုမျိုးတွေဝင်အောင်မယ်ဆိုပုံစံ Yeah အနာဂတ် vintage Oh okay ဟုတ်ပြီအဲ့ဆိုတော့အဲ့ဆိုတော့မောင်လေးဖြီအကုန်မှတ်ပါတယ်อืมအဲ့အဲ့လိုချင်တာမှာမနေ့အဲ့ဆောက်နေရအဲ့ဖြီရမောလိုက်တယ်ကဲဟုတ်ပြီစိုက်ဖို့ပဲမလား အခုအလင်းကတော့ဒါ rename materials ကဒီနေ့ challenge ရဲ့ဘာလေးဖြစ်မလဲပေါ့နော်။ဘာလေးပြောထားပြီးဘာလေးမေးထားမလဲဆိုတာကိုသိရအောင်။ကိုသာတဲ့ rename materials နဲ့ collab လုပ်ပြီးတော့ outfit တစုံဖန်တီးရမယ်ဆိုရင်ဘယ်လို design မျိုး ထုတ်ဝေဖြစ်မလဲ။ဒီခါလဲကျွန်တော်အမျိုးသမီးတွေဘတ်နဲ့အဲသွားလိုက်မယ်။อืม casual ဆန်နဲ့ classic ဖြစ်တယ်။အဲ့လိုပုံစံမျိုးကိုသွားကြည့်အောင်ပေါ့နော်။ခုနအမနဲ့တူတယ်မှာအာအဲ့လို style လေးပုံပြီး luxury ဆန်တဲ့ဟာလေးကိုပို့ကြိုက်တယ်။ ိုထုတ်ချင်တယ်အမကကြတော့အာ smack ကြပြီးတော့ classic ဖြစ်တဲ့ပုံမျိုးကိုရွေးချင်တယ်။ဒါဆိုတော့အမြင်ပေါ့နော်ဝစ်လို့ရမယ်။ဘလို့ပဲခက်ကလာတွေပြောင်းသွားပြောင်းသွားအာ design ပုံစံကမယိုးသောပုံစံပေါ့နော်။ပြီးတော့လူတိုင်းတွေအားနည်းချက်အဲပေါ့နော်အာအနည်းဆုံးဖြစ်နိုင်တဲ့အဲ့ဒီပုံစံမျိုးပြီးတော့အမြဲတမ်းလဲဝစ်ဖြစ်မဲ့ပုံစံမျိုးကိုအမကတော့ကြိုက်တယ်။อืมအဲ့တော့ smack ကြပေါ့နော်အဲ့လိုကောင်းလိုက်တော့ Okay နောက်တစ်ခုက အပြင်ထွက်ဖို့ပြင်ဆင်တဲ့အခါအားလည်း10မိနစ်လားတနားရီလားပြကျွမ်းမြန်တယ်ဝမ်းမြန်ပြင်းပြင်းတနားရီလောလကားစားလကားစားဟုတ်မဟုတ်ဒီသိပုံကြည့်တည်တယ်ဒီသိပုံကြည့်တည်တနားရီလောက်ပြနေတယ်ဆိုတာသူတော့အဲကျွန်တော်ယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့်အာနည်းနည်းလေးတော့မြန်မယ်လို့ထင်တယ်ဒီဘောဘော7မိနစ်15မိနစ်လောက်ဆိုရင်တော့ကျော်ပြီဒီမြန်တယ်ဖြူးဖြူးရှော့အမောက်လို့ထင်တယ်မနိုင်ပြောလို့ရတာကြောက်ပေါ့တန်တန်တန်နိုင်ကြွယ်တော့ဟုတ်လားတော့နည်းနေအောင်ပြီးရေ တစ်ခါကြာရှိတယ်ချိန်နာတယ်မလားချိန်နာဘယ်နိုင်လို့ပြောရမလားအဲ့ဒီချိန်နာလူဖုံးပြန်မဆက်မချင်းဘာမှမလုပ်ဘူးအဲ့တော့ကိုကရေမိုးချိုးပြီးထိုင်ဆောင်ရင်မလာရကြအဲ့တော့ကောင်မခံစားနိုင်ဘူးအဲ့တော့လာနေပြီးအုံးတဲ့ဝင်းတော့ဘယ်နားရောက်ဆိုမှကောက်ရေးထချူတာအာနားနဲ့ထပ်ပုံမကြအောင်ဟိုးကိုကဆိုအင်းစတိုင်ခါပြီးသွားရင်စိတ်ချမ်းသာသွားအခုတော့မဟုတ်စဉ်းစားကြည့်ကွာချိန်ထားပြီးတော့နှစ်နာရီလို့ချိန်ထားတယ်နှစ်နာရီခွဲတဲ့အထိဘယ်အောင်လဲမေးရမယ်ကိုကပြင်ပြီးစင်ပြီးသားပုံစိတ်ဆိုးရတယ်လေအင်း ဟုတ်လားမဟုတ်လားပြောမိန်းကလေးအဲ့အဲ့တကောက်မိန်းကလေးကတည်းကပါလာတယ်မသိဘူးအဲ့တော့ကျမဘယ်တော့မှအပြင်းသွားရင်ပြုတ်မပြင်းစင်ဘူးဒီတနေ့အချိန်မကုန်အလွန်ဆုံး7မိနစ်ပဲ7မိနစ်ထက်မပိုအာအဲ့မျက်သူပဲဘာတတိကောအဲ့မျက်သူနဲ့ချိန်ထားရင်ဒေချာအချိန်လေးကိုယူဆက်ကိုသာကဘာကြီးကိုကဲတင်မဲ့တရေကောင်းတယောက်ဖြစ်မယ်ဆိုရင်ဘာဝင့်မလဲကျမအညူရောက်ဝင့်မယ်အညူရောက်အညူရောက်အောင်ပါကွာရောက်ရမှာကဘာကြီးတရားပြပြီးကဲတင်မယ်လေအာ very cool answer เนาะဘုရားကခေါ်ရင်တော့ dark chocolate ဒါဗမာလိုခေါ်ရင်ယောဂီယာအာ okay အဲ့ကကြတရားပြပြီးတော့တရားပြပြီးလူလေးကိုเนาะသူရဲကောင်းလို့ပြင်မယ်အကောင်းတော့အဲကျွန်တော်ကကြတော့အဲ့လိုဘန်မန်းကြိုက်တာဘန်မန်းကြိုက်အော်အမဲအောင်နေ Yeah Bruce Wayne ဆိုင်နေလို့ကြွေရလားအကုန်လုံးပဲ money 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 အော်အဲ့လိုမျိုးကျွန်တော်ဘတ်မန်းရဲ့လုံက Bruce Wayne ရဲ့ fan ဟုတ်လား Iron Man နဲ့ချမ်းသာပါလေ မသိဘူးဒါပေမဲ့ကျွန်တော်အဘရုစ်ဝိတ်မှာကြိုက်တာ။အော်အဲ့လိုမျိုး။ Yeah. Bad suit. အော်အဲ့လို black suit ကြိုက်တာ။မဟုတ် bad suit. ဘာလဲ bad suit? လင်းလို့လေ။အော်။ Winnie Maddy X တဲ့မှာတဲ့။ဘောနော် fashion တွေထဲမှာဆိုရင်ကိုအကြိုက်ဆုံးက casual လား classic လား။နောက်ခုလုံးကြိုက်တယ်ကျွန်တော်။อืม casual เอ่ออပြင်နေပါတယ်သွားမယ်ဆိုရင်တော့ casual classic ဖြစ်တယ်ဆိုတော့အဲ့လိုအမကုနာပြောလို့ပဲဘယ်ဘဲသွားသွားကိုအဲ့လိုမျိုးအစင်ပြေတဲ့ တိုက်မျိုးကြိုက်တယ်ကျွန်တော်အဲ့လိုမျိုးအမရဲ့အဖေကကျတော့ဒီဘက်ခစ်ကလေးတွေကောင်းလေးဖြစ်သလိုပဲပေါ့နော် Rini Marius ဖြစ်နေလို့ကိုကြိုက်တာဝါ plus town like ပါလေဖြူရမ်းကြိုက်ပါလို့ဆီမကြီးကွာငါကျင်မှာသူပြောဟာပေါ့နော်မမီထိုက်လားမမထိုက်လားမေးရဆိုတော့ကလေးတိုက်လားဆိုမဟုတ်တော့အင်းရဲ့သူဖြစ်နေလို့မမဖြစ်နေလို့ဘာထိုက်ပေးတယ်လားမမဖြစ်နေလို့ကိုကြိုက်တာကလေးမင်းဖြေတာโอเคဟာကိုကြိတ်ခိုက်နေတဲ့သူလေးอ่ะတဲ့9မိနစ်အတွင်းတွေ့ရအောင်လို့ပြောရင်ဘာဝင်မလဲတဲ့ ဂျင်းမောင်းမီနဲ့တီရှပ်ဖြူအဲ့ဒါမမှားဆုံးနီလန်းပဲအဖြူအောင်ကလိုက်တင်လိုပဲခန္ဓာကိုယ်ပတ်လိုက်တယ်လိုပဲဝင်းပြီးလင်းတက်သွားဟုတ်တယ်ဘာလို့လဲဆိုတော့စဉ်းစားကြည့်ကွာကိုယ်အကျင့်ရမလို့အမြင်နဲ့ဖော်ပြပြီးဒလခံနေရတယ်အဲ့တီရှပ်ဖြူကိုထိုင်အော်တိုမက်တစ်ကိုမျက်နှာလင်းနေပြီးသားပဲအဲ့တော့ဘာဖြစ်ကိုမျက်နှာရဲ့လိုက်တင်တာပတ်လာပြီးသားကိုအိမ်ကြီးပါလိုက်တဲ့ကုစီပါရှိတယ်ဟုတ်တယ်နော်ဂျင်းမောင်းမီဆိုတော့ကွာဒီမှာချစ်လစ်ပြီးပေါ်သွားတဲ့ body ကောက်ကြောင်လေးပေါ်တယ်အေးပေါ့နော်အမလည်းဂျင်းမရမ်းဆော့တာဆိုတော့ဂျင်းမောင်းမီနဲ့ဆိုတော့ oh perfect မမအများကြီးရှာကြမလို့တော့အာကျွန်တော်ကျတော့အဲ့လိုမျိုးတီရှပ်ဖစ်အမဲဟိုမှာ ီးရင်အောက်ကနေပြီးတော့စတိုင်ခိုင်းတယ်။အိုးလုံးဝမိုက်တယ်ဗျာ။ကျွန်တော်ရေရှိုးတယ်။အေးမိုက်တယ်လူဒီဒီဟာကြီးတွေပေါ်သွားမှာလေနော်။ဟုတ်တယ်ဟုတ်တယ်။အာပြီးသွားပြီ။ဟာကုန်သွားပြီကွာမေကုန်နေစားရတဲ့ကောင်။ဟုတ်တယ်။ဖောက်ဆိုင်တွေဖက်လိုက်ပြောတဲ့ဟာတွေကို challenge တွေကိုလုံလိုက်မေကုန်တွေကိုဖြေလိုက်နဲ့။ဟုတ်ပါမှာရဲ့ကျွန်တော်တို့ဒီနေ့လည်းဒါ challenge တွေအများကြီးကိုလုပ်ပြီးသွားတော့ဒူးတွေလည်းညောင်းနေပြီအမှလည်းပင်ပန်းနေလောက်ပြီ။ကဲအဲ့တော့ကျွန်တော်သိချင်တာကလေဒီနေ့တနေ့လုံးဝတ်တဲ့ထဲမှာအမရဲ့ favorite outfit က ဘယ် outfit ဖြစ်မလဲအာဒီ site မှာအမဝတ်ခဲ့တဲ့အာ straight fashion လို့ပြောလားအဲ့မှာကခေါင်းဝင်နဲ့ကုတ်ကြီးနဲ့အောက်ကဘူးဖက်နဲ့ကြီးနဲ့လေအဲ့လိုဝေးရတဲ့ဟာကိုအမအခုဒီနေ့အတွက်အရန်သဘောကျတော့ဘာလို့အဲ့လိုမျိုးပုံစံအမကဝတ်ခဲ့တယ်အဲ့တိတ်မဝတ်ဖြစ်ဘူးရင်းတော့ဆိုခေါင်းဆိုခေါင်းဝင်သက်ဝတ်တယ်ကုတ်ဆိုကုတ်သက်ဝတ်တာအခုကျတော့မဟုတ်ဖက်နဲ့ခေါင်းဝင်နဲ့ကုတ်ကမှတွဲတဲ့ပြောအောက်ကဘူးဖက်နဲ့ဆိုတော့အမကနည်းနည်းအမြင်ပူဆန်းပြီးတော့နည်းနည်းပို့ပြီးတော့လေအဲသဘောကျမိတယ်ကွာကိုဝတ်နေကြမဟုတ်တဲ့ဖက်ချစ်တစ်ခုဖြစ်နေတဲ့အခါကျတော့နောက်ကလည်းအမကတော့အဲ့လိုဖက်ချစ်ပဲမျိုးဖက်ချစ်လေးဝတ်သွားမယ်လို့ စမ်းသပ်ထားတယ်။ fashion လုံးဝကျွေးသွားပြီเนาะဒီ။ရမ်းကျွေးသွား။မိမလည်းဆန်နေ။အကိုအရင်လည်းကိုက်ကြီးတယ်ပြီးတော့ fashion လည်းကြာတယ်။အာကျွန်တော်ကကြတော့ဒါအမမလာခင်တော့ကျွန်တော်မနက်ကယူထားသေးတယ်ပိုရှက်အလိုဘယ်လိုအဲ့အကြောင်းဘာလို့ခေါ်မလဲအာအစိမ်းလေးကိုမှဒီမချာအောင်လို့ခေါ်မလားမသိဘူးအဲ့လိုစပိုရှက်လေးမချာဟိုငါတက်တောက်နေ green tea လည်းဖက်ဆင်းဟုတ်တယ်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 အဲ့အဲ့လိုစပိုရှက်လေးနဲ့အောက်ကနေပြီးတော့ဒီမီးခိုးရောင်ဂျင်းလေးအာရမ်းလိုက်တယ် ကျွန်တော်ရဲ့ဒါတစ်နှစ်တာလုံးအတွက်ဝစ်ဆိုတော့ကျွန်တော်ရွေးချဲ့လိုက်တာအဲ့ဆိုရင်အမကူနာတော့ငါရွေးလိုက်တယ်ဗါလေမျိုးမျိုးပြဖက်ရှင်နဲ့သွားဆင်မှာပေါ့အပေါ်ကစပော့ရှက်လေးနဲ့အောက်ကဂျင်းပေါင်းလေးနဲ့ဒါပေမဲ့အဲ့ထက်ပုံမိုက်တယ်အော်မော်အဲ့အဲ့မော်လည်းပုံမိုက်တယ်ဟုတ်ကဲ့ကျွန်တော်မော်လို့မိုက်တယ်ဟုတ်တယ်ဟုတ်တယ်မင်းမော်လို့မိုက်နေတာအဲ့ဒါကိုလက်ခံတယ်လို့ပြောရအောင်ဒီလိုပဲအချင်းချင်းဒီလိုပေါ့ကဲဒီနေ့ fashion challenge တွေကိုအဆုံးထိကြီးစုပေးတဲ့အတွက်ပရိသတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါဒီနေ့ Rini Marius ကနေပြီးလောက်တဲ့ဒီ fashion ကနေ challenge တွေကိုအာကိုရီပါဝင်နေတယ်လေပျော်လေးပျော်ခဲ့ရလို့ဒီ season ကိုကြည့်နေတဲ့သူတွေလည်းပျော်ရှင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီ season လေးကိုကြည့်နေရင်လည်းပေါ့နော်တခုခုများကိုစိတ်နဲ့အလိုက်မသိနာရေးအာမတွေ့တာရေးတွေ့သွားကြလို့စိတ်ဆိုးတာမျိုးဖြစ်တယ်ဆိုရင်တောင်းမှန်ပါတယ်ခါကြမယ်အမိုင်းလေးပါသွားခင်ပေါ့နော်ကိုရီရဲ့စကားနဲ့ဖြစ်စေအဲကိုဟန်အမူရနဲ့ဖြစ်စေပေါ့နော်ပါသွားခင်မရည်ရွယ်ပါဘူးကြုံပြီးတော့တောင်းမှန်ပါတယ်အော်ဒါနဲ့တခုပြောရအောင်မယ်အဲ့ဒါကဘာလဲဆိုတော့ရီန နေ့မတ်ဒီရဲ့စိုင်တိုင်းစိုင်တိုင်းစိုင်ခွဲတိုင်းမှာအခုလာမဲ့အော်တိုဘာလ25ရက်နေ့ကနေပြီးတော့နိုဝင်ဘာလ4ရက်နေ့အထိကိုဒီဇိုင်းတိုင်းအထူးပရိုမိုးရှင်းရှိတာမလို့လာခဲ့ဖို့အတွက်လည်းအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဖိတ်ခေါ်ရပါတယ်ပြီးတော့ယခုအစီအစဉ်လေးကိုဒါအပီဆိုဒ်တစ်ခုချင်းစီရောအစဆုံးရောကြည့်ရှုလို့ရတဲ့အာ link လေးတွေရှိပါတော့အဲ့ link လေးတွေကို comment မှာရေးပေးထားတဲ့အတွက်ကြောင့်ကျန်တဲ့အပိုင်းလေးတွေကိုလည်းကြည့်ရှုပေးဖို့ပြည့်စုံကြပါတယ်ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်လည်း rename matias ကန ေပြီးတော့ဘလို့တွေအစီအစဉ်သစ်တွေဘလို့ challenge လေးတွေကိုစီစဉ်တင်ဆက်အောင်လဲဆိုတာကိုလည်းစောင့်မျှော်ကြည့်ရှုဖို့အတွက်မြစ်တာရက်ခံကြပါတယ်ရှင်။ဟုတ်ကဲ့ပါ။တတ။ Bye bye.